Facebook နဲ့ Messenger ကိုနေ့စဉ်အသုံးပြုနေပြီးတော့ Facebook နဲ့ Messenger မှာအသုံးဝင်တဲ့ချက်တွေကိုတချို့လူတွေကအသုံးမပြုတတ်ကြပါဘူး။အဲ့တော့ဒီနည်းလေးတွေကိုကျွန်တော်ကနေပြီးဒီဗီဒီယိုလေးမှာမျှဝေပါမယ်။ပထမဆုံးအနေဖြင့်ကျွန်တော်တို့က Messenger လေးကိုဝင်ပေးပါ။ Messenger လေးကိုရောက်ပြီဆိုရင်ကျွန်တော်တို့ဒီအောက်မှာမြင်းကြောင်းလေး၃ချောင်းရှိတယ်။ရှိပြီလို့ရှိရင် setting လေးကိုကျွန်တော်ဆက်သွားပေးပါ။ setting လေးကိုရောက်ပြီဆိုလို့ရှိရင်ကျွန်တော်ဒီအပေါ်ဆုံးနေရာတွေကနေစပြီးကျွန်တော်ပြပေးမယ်ပေါ့နော်။ စက်တင်ဘာဆိုလို့ရှိရင်ကျွန်တော်တို့ဒီနားလီမှာ user name ဆိုတာရှိရေကိုယ့်ရဲ့ messenger ရဲ့ user name ပေါ့နော် user name ကိုကျွန်တော်ပြန်ပြောင်းရတဲ့နည်းလေးကိုကျွန်တော်ပြပေးမှာဖြစ်ပါတယ်အဲ့တော့ messenger user name လေးရဒီတိုင်းလေးဖြစ်နေဆိုကျွန်တော်တို့ကအသစ်ဆန်းလေးကိုပေးခြင်းနဲ့နာမည်လေးပေးမယ်ပေါ့နော်အဲ့တော့ကျွန်တော်တို့ကဒီမှာရှိနေတဲ့ဒီနာမည်လေးကိုကျွန်တော်ကဖြတ်လိုက်မယ်ပေါ့နော်ဒီနာမည်လေးကိုကျွန်တော်ကဖြတ်ပြီးတော့နောက်ထပ်နာမည်အသစ်ပေးမယ်ဆိုလို့ရှိရင်ကျွန်တော်ဖြတ်ပြပေးပါပြီးလို့ရှိရင်ကျွန်တော်တို့ကျွန်တော်သဘောကျတဲ့နာမည်လေးတစ်ခုပေးမယ်ပေါ့နော်အဲ့တော့ကိုသဘောကျမဲ့နာမည်လေးတစ်ခုစပြီးကျွန်တော်ရိုက်လိုက်ပြီပေါ့နော် ဲ့တော့သူကဒီအောက်မှာအနီတန်းလေးပြနေရဲဆိုတာကဒါကိုပေးထားတဲ့နာမည်တခြားသူအသုံးပြုထားတဲ့ရှေ့ရဲ့အတွက်ကြောင့်ပြနေရပါတော့။သူလက်ခံနိုင်တဲ့အနေထားကိုဖြစ်ဖို့အတွက်ကျွန်တော်တို့ကနေပြပါတော့။ဒီလိုအဆက်ကလေးထည့်ပေးရမျိုးတို့ကိုလှုပ်ပေးရပါတော့။ဒါဆိုရင်ရပြီလားချက်မရသေးဘူးပေါ့နော်။အဲ့တော့ပြီးလို့ရှိရင်ကျွန်တော်ကနေပြောဒီမှာပေါ့နော်ကျွန်တော်ရဲ့နာမည်လေးကိုကျွန်တော်ကသူခဆန်ဆိုနေအလင်းမှာအဆက်ကလေးချပေးလိုက်တယ်။ပြီးလို့ရှိရင်ကနန်းလေးနှစ်ခုကိုကျွန်တော်တို့ကဆက်ပြီးရေးမယ်ပေါ့နော်။အခက်ရလေးနှစ်ခုကို ဒါဆိုလို့ရှိရင်ပေါ့နော်ဒါ Messenger username ကျွန်တော်ဒီနံပါတ်လေးပေးတာကိုဒါကျွန်တော်နဲ့နာမည်တူပေးထားတဲ့သူ online ပေါ်မှာမရှိပြတဲ့ကြောင့်ဒီဒီနံပါတ်လေးဆိုသူကလက်ခံပြီးတယ်သူ .pink.san29 ဆိုပြီးတော့အဲ့လိုမျိုးလေးပေါ့နော်သူမတူတဲ့နံပါတ်လေးနဲ့ကျွန်တော်လုတ်ပြီးတော့ username ပေးမယ်ဆိုလို့ရှိရင်ရတယ်ပေါ့နော်မိတ်ဆွေတို့ကလည်းကိုပေးခြင်းတဲ့နံပါတ်လေးတွေအဲ့လိုမျိုးလေးတွေကျွန်တော်တို့ကထူးထူးဆန်းဆန်းလေးတွေရေးပြီးအလင်းမှာ ဒေါ်လီတွေပြီးလို့ရှိရင် HGMA.com လေးတွေဒေါ်လာဆိုင်လေးတွေအဲ UME လောက်တဲ့ဒီဟာလေးပေါ့နော်ဒီအန်လေးတွေအခုံးလေးတွေပေါ့နော်အဲ့လိုဟာမျိုးလေးတွေကိုအသုံးပြုပြီးတော့ကျွန်တော်တို့ကနေပြီးတော့ကိုယ့်ရဲ့နာမည်ခြားထဲမှာညှက်ပြီးတော့သုံးမယ်ဆိုလို့ရှိရင်ကျွန်တော် Facebook သုံးတဲ့သူတွေကကမ္ဘာပေါ်မှာမီလီယံမဟုတ်ဘီလီယံအထိရှိတဲ့အတွက်ကြောင့်ပေါ့နော်အဲ့အတွက်ကြောင့် နာမည်တူနေတဲ့ user name တွေအများကြီးတွေ့ရ user name ဝန်တော်ပိုင်းပြောင်းသွားခတ်တဲ့အတွက်ကြောင့်ကျွန်တော်ပြောသလိုမျိုးအလျားအဆက်ကလေးတွေပြီးလို့ရှိရင် @gmail.com ဟာလေးတွေပြီးလို့ရှိရင် umb အလျားဟာလေးအဲ့လိုလေးတွေခံပြီးသုံးတော့မှသာလင်ကျွန်တော်တို့ကနေပြီးတော့ရဖြစ်ပါတယ်ဒါဆိုလို့ရှိရင်ကျွန်တော်တို့ပေါ့နော် user name ပေးတာအဆင်ပြေသွားပြီဖြစ်တဲ့ကြောင့်ကျွန်တော်တို့ကအပေါ်ဆုံးကစိတ်ကိုကျွန်တော်တို့တစ်ချက်နှိပ်ပေးပါ ဒါဆိုလို့ရှိရင်ကျွန်တော်ရဲ့ user name ကဒီမှာတုခဆန်ဖြစ်သွားပြီเนาะအဲ့တော့မိတ်ဆွေတို့ဒီလိုမျိုးလေး user name ကိုအလွယ်တကူပေါ့เนาะပေးတတ်မယ်လို့လည်းမထင်ဘူးပေးလည်းပေးကြမှာမဟုတ်ဘူးပေါ့เนาะအများစုကမပေးကြဘူးကျွန်တော်ထင်တယ်ဒါဆိုကျွန်တော်နီးပညာမျှဝေအတွက်ကြောင့် user name လေးကိုဒီလိုပြလိုက်အတွက်ကြောင့်ကိုယ့်ရဲ့နာမည်ကကိုလိုချင်တဲ့နာမည်အစမ်းလေးတွေရသွားပါပြီဒါတော့ user name ပေးနည်းလေးဖြစ်ပါတယ်အဲ့တော့ကိုက line တုံးနေရပေါ့เนาะ messenger တုံးနေတယ်ကိုယ့်ရဲ့ မိတ်ဆွေအရင်းအနှီးဆုံးသူကိုယ့်ရဲ့ချစ်သူမြင်စေခြင်းမမသိစေခြင်းဟုဆိုလို့ရှိရင်ကျွန်တော်တို့က edit state တက်ကိုကျွန်တော်တို့ကနေပြီးတော့ပိတ်ပေးလိုက်ပါအဲ့တော့ပိတ်ပေးလိုက်လို့ရှိရင်သူကတနားကြီးကြောင်ပိတ်မှလား၈နာရီလားအဲ့လိုမျိုးမေးတယ်ပေါ့နော်အဲ့တော့ကျွန်တော်တို့က anti i chain a ဆိုတဲ့ခလုတ်ကလေးနဲ့ပဲကျွန်တော်တို့ကရွေးပေးလိုက်ပါပေါ့နော်ရွေးပြီးတော့အောက်ကကျွန်တော်များပြား စာလေးကိုတစ်ချက်နှိပ်လိုက်ဒါဆိုလို့ရှိရင် line ပေါ်မှာကိုမရှိတဲ့ပုံစံမျိုးပြရဲပေါ့နော်ဒါ artistic ကိုကျွန်တော်အဲ့လိုမျိုးလေးပိတ်တယ်ပိတ်ပြီးလို့ရှိရင်ကျွန်တော်အောက်ကိုတစ်ချက်လက်ကလေးနဲ့ဆွဲပေါ့နော်လက်ကလေးနဲ့ဆွဲပြီးလို့ရှိရင်ကျွန်တော်က data server ဆိုတာရှိရင်ကျွန်တော်တို့ mobile data တွေနဲ့အသုံးပြုတဲ့ခါကျလို့ရှိရင်ကိုယ့်ရဲ့ဖုန်းဖိတတ်တအောင်လို့ကျွန်တော်တို့ဒီ cloud လေးကို on ပေးလိုက်ပါဒီ cloud လေးကိုကျွန်တော်တို့ on ပေးမှတိုင်ကိုယ့်ရဲ့ဖုန်းဖိနဲ့ internet ဒီပေါ့နော် messenger facebook အသုံးပြုတဲ့ခါကျလို့ရှိရင် beacon တတ်တာစီရဲပေါ့နော် ောက်တစ်ချက်ကကြတော့ကျွန်တော်ဖိုတိုနဲ့မီဒီယာမှာဒီကလုတ်လေးတွေကိုကျွန်တော် on ပေးလိုက်မယ်ဆိုလို့ရှိရင်တချို့သော messenger တွေမှာတစ်ဖက်ကပို့တဲ့ဓာတ်ပုံတွေကို auto save ပေးရပါတော့ဖုန်းတိုင်းတော့မရဘူးဖုန်းအများစုမှာတော့ save ပေးရပါတော့ဒါလေးတွေကတိထားတဲ့အချက်ပေါ့နော်နောက်တစ်ခုကကြတော့ကျွန်တော် Facebook သုံးနေတဲ့ဥစ္စာပေါ့နော်ကိုယ့်ရဲ့တငယ်ချင်းကိုယ့်ရဲ့ချစ်သူကိုယ့်ရဲ့ရင်းနှီးဆုံးမိတ်ဆွေကိုမမြင်စေချင်ဘူးမသိစေချင်ဘူးဆိုရင် Facebook ထဲကိုဝင်လိုက်ဝင်ပြီးလို့ရှိရင်ဒီဘက်ကမိန်းကြောင်လေး၃ယောက်နှိပ်ပြီးလို့ရှိရင်ဒီနားဆက်တင်လေးကိုကျွန်တော်တို့တစ်ချက်နှိပ်နှိပ်ပြီးလို့ရှိရင်ကျွန်တော်တို့ကအောက်ဆုံးတစ်ချက်လက်ကလေးနဲ့ဆွဲလိုက် ဆွဲသွားဆွဲသွားပြီးအောင်နော်ဟိုးအောက်ထိဆွဲပြီးအောက်က active state တက်ဆိုတာရှိရင် active state တက်ကိုကျွန်တော်တို့ကတစ်ချက်နှိပ်ပေးလိုက်နှိပ်ပြီးလို့ရှိရင် active state တက်ကဒီနားလေးမှာကျွန်တော်တို့ခလုတ်ပွင့်နေရဆိုရင်အဲ့ခလုတ်လေးကိုကျွန်တော်ပိတ်ပေးရမှာဖြစ်တယ်ပေါ့နော်အဲ့ခလုတ်လေးကိုကျွန်တော်ပိတ်လိုက်ပြီးဆိုလို့ရှိရင်ကိုက Facebook ပေါ်မှာကိုကမရှိတော့ဘူးဆိုတဲ့ပုံစံမျိုးလေးဖြစ်တယ်ပေါ့နော်အဲ့တော့ turn off ကိုကျွန်တော်ပြန်ပြီးတော့နှိပ်ပေးလိုက် ပြန်ပြီးဖွင့်ကျင်လဲဆိုဒီကလေးလေးကိုပြန်ဖွင့်ပြီးတော့ကျွန်တော်တို့အလွယ်တကူဖွင့်ရုံပဲအဲ့တော့ဒီကလေးလေးကိုကျွန်တော်ပိတ်ပြလိုက်ပြီဆိုလို့ရှိရင် Messenger က Edit Status ကိုလည်းကျွန်တော်တို့ကပိတ်ထားတယ် Facebook က Edit Status ကိုလည်းပိတ်ထားတယ်ဆိုရင် Facebook က Messenger ကိုကိုရှိမနေဘူးဆိုတာကိုပြပေးရပါဘောနော်ရှိစေချင်တယ်ဆိုလို့ရှိရင်ကျွန်တော်အဲ့ကလေးလေးကိုအလွယ်တကူပြန်ပြီးတော့ Messenger ကို Facebook ကိုဖွင့်လိုက်ပြီဆိုလို့ရှိရင်ဒါပြန်ပြီးကိုရှိနေတဲ့ပုံစံပြရတဲ့အတွက်ကြောင့်အရင်အဆင်ပြေရပါဘောနော်ဆောနာကျွန်တော်ပြောသွား user name ပြောင်းလေးရယ်ကျွန်တော်တို့ Edit Status လိုင်းပေါ်မှာရှိနေမရှိနေဆိုတာဟာလီယာလူတိုင်းအတွက်တော့အရန်ကိုအဆင်ပြေလို့မျှော်လင့်ပါတယ်အားလုံးလည်းလုပ်ကြည့်ပါအားလုံးကိုလည်းကျေးဇူးတင်ပါတယ်